Hi မင်္ဂလာပါဒီ reading လေးကကြတော့အခုဒီလာဒီ Aries ပေါ့နော် Aries လေးတွေအတွက် ဒီအခု16ကနေပြီးတော့30အတွင်းရဲ့ဒီဘာတွေဖြစ်လာနိုင်လဲပေါ့နော် general reading လေးကိုကြည့်ပေးတာပါ Aries တွေကကြတော့ကိုယ့်ရဲ့မွေးဖွားမွေးတဲ့ရက်ကပေါ့နော်ဒီ match လ3လပိုင်း21ရက်နေ့ကနေပြီးတော့4လပိုင်း19ရက်နေ့အတွင်းကိုမွေးတဲ့သူတွေကဒါ Aries ပေါ့နော် Aries လို့ခေါ်ပါတယ်အဲ့တော့ဒါ Aries လေးတွေကိုကြည့်ပေးတာပါကိုကအလိုကိုယ့်ရဲ့စာရင်ကိုမသိဘူးဆိုရင်ပေါ့နော်ဒါ match လ21ကနေ အဲ April 19အတွင်းမွေးဖွားတဲ့သူတွေအကုန်လုံးက Aries ပါအဲ့တော့ဒီ Aries လေးတွေရဲ့ဒီအခု November 16ကနေ30အတွင်းပေါ့နော် January reading လေးကိုကြည့်ပေးပါမယ် Aries လေးတွေရာလေအခုဒီ16ကနေပြီးတော့30အတွင်းမှာတော့ဒီမှာကတော့ energy ရအာတော်တော်များများကကြတော့လေဒီတချို့ကကြပိတ်မိနေတယ်လို့ခံစားရတယ်ပေါ့နော်ဒီ Aries လေးတွေအခုလာမဲ့ဒီ November 16ကနေ30အတွင်းမှာဒါ general reading ဖြစ်တဲ့အတွက်ကတ္တိကပြောတဲ့အတိုင်းပဲပြောပြီးသွားပါမယ်ဒီမှာဆိုရင်ကိုကအရာတစ်ခုခုကိစ္စတစ်ခုခုထဲမှာပိတ်မိနေတယ်အဲ ဟိုမယုံထွက်နိုင်ဘူးပေါ့နော်ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်အခြေရေးမှလည်းဖြစ်နိုင်တယ်လို့အလုတ်ကင်ငွေကြေးတခုခုထဲမှာအဲယုံထွက်ချင်ရင်တောင်မှယုံမထွက်နိုင်မဲနဲ့ပြိမိနေတာမျိုးတွေရှိတတ်တယ်အဲနောက်တစ်ခုကကြာတော့တချို့ကကြာတော့လीအခုချိန်ကอืมဘယ်လိုပြောရမလဲတချို့ကကြာတော့တချို့ Aries လေးတွေကကြာတော့ဒီမှာဆိုရင်တော့อืม အခက်ခဲလေးတွေရှိနေတဲ့ပုံစံလေးတွေ့ရတယ်ပေါ့နော်ပြောရရင်အဲ့ဒီအခက်ခဲကြုံခဲ့တဲ့အရာကနေမှကိုယ့်ရဲ့အတွေ့အကြုံပြောင်းသွားတယ်။အော်အော်ဒါကြောင့်မို့ဒီလိုဖြစ်တာ ਉਹ ပေါ့နော်ဒီကနေပြီးတော့ငါဘယ်လိုပညာဘယ်လိုမျိုးအဲပညာရအောင်ယူရမလဲဒီအတွေ့အကြုံကနေပြီးတော့ငါဘာတွေသိသွားရလဲဆိုပြီးတော့အဲ့လိုမျိုးနည်းနည်းလေးရင်းကျက်သွားတဲ့အနေအထားလေးတွေကိုရောက်သွားတဲ့ပုံစံလေးတွေ့ရတယ်နောက်တစ်ခုကကြတော့အခြေအေးပေါ့နော်အခြေအေးနဲ့ပတ်သက်ပြီးတော့လည်းဒီမှာမြင်ရတယ်ဒီ Aries လေးတွေကအခုဒီမှာဆိုရင်အခြေအေးလေးစမ်းပွေ င်းတဲ့ပုံစံလေးတွေ့ရတယ်ပေါ့နော်ကိုကအိမ်ထဲမှာနေပြီးတော့ဟင်စမ်းပွင့်မယ်လို့ပြောပြီးတော့ငါ့ကိုဘယ်သူမှလည်းလာမကြိုက်ဘူးလို့တော့ပြောလို့မရဘူးပေါ့နော်စမ်းပွင့်နေဆိုရတာလေကိုကိုယ်တိုင်ကလည်းဒီဟာကိုလမ်းနေဖွင့်ထားရလားပေါ့နော်အဲလမ်းဖွင့်ထားလားပေါ့ကိုကလူမျိုးอืม social media ပေါ်မှာ ကိုကပုံနေတင်နေရလားအဲ့လိုလည်းမတင်ဘူးဆိုရှယ်မီဒီယာမှာကြတော့လဲကိုက low profile နဲ့ပဲနေတယ်အပြင်မှာလည်းဘယ်သူနဲ့မှမတွေ့ဘူးဆိုရင်တော့ဇန်းပွင့်နေဆိုတာအတင်အတွက်မဟုတ်ဘူးပေါ့နော်အဲ့တော့ Aries တော်မှန်နေဒါပေမဲ့ကိုကအဲ့လိုမျိုးကိုအလုံးလုံးနေတဲ့ ਨੇ ပဲတခွင်မှာဒါမှမဟုတ်ရင်ကိုကျင်လည်နေရဲ့ဆိုရှယ်မီဒီယာမှာအဲ့ဒီလိုမျိုးတွေမှာကိုကအခုဒီရက်အတွင်းမှာဇန်းပွင့်နိုင်နေပေါ့နော်ကိုကလာပြောတဲ့သူတွေရှိလာနိုင်နေတယ် နောက်တစ်ခုကကြတော့ Aries လေးတွေလေးာလေအခုဒီ16ကနေ30အတွင်းမှာငွေကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပို့ပြီးတော့ပြင်မဲမဲရှာဖွေနေတဲ့ပုံစံပေါက်တယ်တချို့ဆိုလို့ရှိရင်ငွေနောက်လိုက်နေတာပေါ့နော်ငွေရအောင်ဘယ်လိုလုပ်ရမလဲငွေဝင်အောင်လို့ဘယ်လန့်ငွေဝင်အောင်ဘာလုပ်ရမလဲဆိုပြီးတော့အဲ့လိုမျိုးနည်းနည်းလေးကိုယ့်ဘက်ကဒီငွေရဖို့အတွက်အရန်ကိုတက်ထက်တန်စွာစူးစမ်းနေတယ်လုံးပန်းနေတယ်အဲ့လိုအနေထားလေးတွေ့ရတယ်ကိုယ်အနေနဲ့အလုတ်ထဲမှဆိုရင်လည်းနည်းနည်းလေးပြင်ပန်းတဲ့ကာလလို့ပြောလို့ရမှာပေါ့နော် အော်တချို့ကကြတော့လေဒီ Aries တဲမှာတချို့ကကြတော့မိသားစုနဲ့အဲတွေ့ဆုံတာမျိုးတွေမိသားစုတွေကနေတည်င်းကောင်းကြရတာမျိုးတွေမင်္ဂလာတည်င်းကြရတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေရှိရဲ့เนาะ အာတော်တော်များများကတော့ကိုယ့်ရဲ့ဒီမိသားစုနဲ့တွေ့ဆုံရတဲ့သူတွေဆိုရင်အဝေးရောက်လေးတွေပေါ့နော်ကိုက sorry နိုင်ငံရဲ့ခြားမှာရောက်နေတာမျိုးတွေအဲ့လိုအဝေးရနေပြီးတော့တည်ငောင်းကြရတာမျိုးလေးတွေရှိတတ်တယ်။နောက်တစ်ခုကကြတော့အလုတ်ထဲမှာပေါ့နော်ကိုယ့်ရဲ့နေရာကိုလူချင်းနေရဲ့သူတွေရှိတယ်ကိုယ့်ရဲ့နေရာကိုအဲတိုက်ခိုက်နေရဲ့သူတွေရှိတယ်အဲ့ဒါလေးတစ်ချက်ကယူဆိုင်ပြီးပေါ့နော်အခုဒီ16ကနေပြီးတော့30အတွင်းမှာပေါ့နော် အဲဒီဟာကကြတော့ဒီ irish လေးလေးကိုကိုကိုပြန်ပြီးတော့မေးတင်တယ်မေးခွန်းလေးပေါ့နော်။ဘာလေးဖြစ်မလဲ လေးတွေကပေါ့နော်အဲအခုဒီကိုကိုကိုပြန်မေးရမယ့်အရာကဘာလဲဆိုတော့ကိုကလေอืมငါအဆင်ပြေနေလားပေါ့ကိုကိုပြန်မေးရမယ်ငါအဆင်ပြေနေလားပေါ့အဲ့တော့တကယ်တော့အဲ့လိုပြန်မေးတဲ့အခါမှာကိုရဲ့အဖြေကိုကိုပြန်ပြီးတော့ခံစားမိနေလားပေါ့နော်အဖြေကဘာဖြစ်မလဲပေါ့ဒီလိုမျိုးဖြစ်နေမလားဟုတ်တယ် အဲဒါပေမဲ့ငါအခု risk တွေယူနေတယ်ပေါ့နော်ကို့အတွက်နည်းနည်းလေးခက်ခဲမဲ့အဲလို့ထင်တဲ့အရာတွေယူနေတယ်ပြီးတော့ကြာတော့တိတ်ပြီးတော့မတည်ကြတဲ့အရာတွေအဲ့ဒီအရာတွေကိုလည်းငါလုံနေတယ်ပေါ့ဟိုဖြစ်လာမလားမဖြစ်မလားတော့မတည်ကြသေးပေမဲ့ငါလုံနေတယ်အဲအဲ့လိုအနေထားမျိုးလေးတင်ဖြစ်နေလာပေါ့เนาะဒါပေမဲ့ तू အကြံပေးချင်တာကဘလူဝဲဖြစ်ဖြစ်တင်ကအာတောင်းခံနိုင်ရမယ်ရဲရင်ရမယ်ပေါ့เนาะပြီးတော့ကြာတော့ကိုယ့်ရဲ့ဒီ နှလုံးသားကဖြစ်ချင်နေတဲ့ဖြစ်ချင်ဆုံးနေရဲ့အနောက်ကိုပဲလိုက်ပါပေါ့နော်သူများတွေရဲ့ဒီထင်မြင်တာတွေအကြံပေးတာတွေအဲပြောတာတွေကိုအုံနောက်ထဲမှာမထည့်ပဲနဲ့ကိုယ့်ရဲ့ဒီ dream နောက်ကိုလိုက်ရမယ်ပေါ့နော်ဒီနေ့ဒီနေ့ဟာဆိုလို့ရှိရင်ကိုယ့်အတွက်ဘာမှစူဖြစ်နိုင်တယ်ကိုယ်လုံလို့ရှိရင်ဘာမှစူဖြစ်နိုင်တယ်အဲ့တော့ဒီဒီရာက16ကနေ30အတွင်းမှာကိုကိုကိုတည်တဲ့အရာအဲ့တော့ဒီ30အတွင်းမှာ ငါအဆင်ပြေနေလားလို့ကိုကိုပြန်မိကြည့်ပေါ့နော်ဒီသူ့ရဲ့အကြံပေးချက်ကတော့ဘလို့ပဲဖြစ်ဖြစ်ဖြစ်နိုင်တယ်နင်ဘာပဲလုံလို့ဖြစ်နိုင်တယ်အဓိကကတော့တွန်းဆုံတွန်းဆုံမလုံနဲ့ပေါ့နော်ရဲရင်းဖို့တော့လိုတယ်ကိုလုံးမဲ့အရာပေါ်မှာ confidence ရှိရမယ်ရဲရင်းရမယ်တတိရှိရမယ်အဲမတိမချဖြစ်မနေနဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တင့်ရဲ့အဖြေကဘလို့တွေလဲဆိုတော့အော်ငါ risk တွေယူနေတယ်ငါမတိချတဲ့အရာတွေနောက်ကိုလိုက်နေတယ်အဲ့လိုမျိုးအဖြေတွေရနေတယ်အဲ့အကြောင်းမို့အဲ့လိုမျိုးမတွေးဘဲနဲ့ရဲရင်းမှာ တေချာလေးကိုယ့်ရဲ့အိမ်မက်တွေနောက်ကိုလိုက်ပါအဲအဲ့ဒီလိုမျိုးသူအကြံပေးတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒါ Aries လေးတွေကိုကြည့်ပေးထားတဲ့အဲ reading လေးပေါ့နော်။ Now ဒီ Aries လေးတွေပြီးရင်နောက်ထပ် sign လေးဆက်ပြီးတော့ကြည့်ပေးပါမယ်။ကျေးဇူးတင်ပါတယ်။